ယူသားမှုကြောင့်မြန်မာနိုင်ငံမှာဒါမကကမ်ဘောဒီးယားဖုံးဖုံးတွေရဲ့ယုံကြည်မှုကိုရရှိနေတဲ့ဖြစ်ဖြစ်တွေမြန်မာနိုင်ငံမှာသဘာဝဘေးရန်တွေတခုခုဖြစ်လာတဲ့အချိန်တိုင်းမှာဖြစ်ဖြစ်တွေကတက်တက်ကြွကြွအလူတန်းပေးတတ်ပါတယ်။ငွေကြေးချမ်းသာပေးတာဖြစ်ဖြစ်တွေကသူ့ရဲ့ကိုယ်ပိုင်ငွေတွေကနေပြီးတော့မကြာခဏထုတ်လုပ်နေတတ်သူပါ။သဘာဝဘေးဖြစ်လာတဲ့အချိန်မှာတော့ဖြစ်ဖြစ်တွေကတခြားသူတွေထက်ပိုပြီးတော့အလူတန်းတတ်ပါတယ်။ပွဲတွေမှာကပြီးတော့ရထားတဲ့အမှုပြနာခြေတွေကိုလူအများကိုကူညီဖို့အတွက်ပြန်ပြီးတော့သုံးတတ်ပါတယ်။ဖြစ်ဖြစ်တွေကတော့ပရိုက်တာအလုပ်တွေလုပ်နေတဲ့တခြားမှာငွေကြေးနဲ့ပတ်သက်ပြီးတော့နာမည်မပြတ်ခဲ့ဘူးပါဘူး။တိမ်မောင်းထောင်ချီကိုယုံကြည်ကြည် အနံပြီးတော့လူတန်းပေးနိုင်တဲ့ဖြစ်ဖြစ်တွေကမြန်မာနိုင်ငံမှာတမကကမ္ဘောဒီးယားနိုင်ငံချီပါနဲ့မဲကြီးနေပါပြီ။ငလင်ဘေးတဲ့နဲ့မြန်မာနိုင်ငံကိုကမ္ဘောဒီးယားနိုင်ငံကဖုံးဖုံးတွေကလူတန်းကျင်လာကြဖြစ်ဖြစ်တွေကိုဆက်သွယ်ခဲ့ကြပါတယ်။ကမ္ဘောဒီးယားဖုံးဖုံးတွေနဲ့ကမ္ဘောဒီးယားအလူရှင်တွေကစုပေါင်းပြီးတော့မြန်မာနိုင်ငံကငလင်ဘေးတဲ့ပြည်သူတွေအတွက်သိန်း900လူတန်းပေးလိုက်ကြပါတယ်။ကမ္ဘောဒီးယားဖုံးဖုံးတွေကမြန်မာနိုင်ငံကိုကြွလာခဲ့ပြီးတော့ဖြစ်ဖြစ်တွေနဲ့တူငလင်ဘေးတဲ့အိမ်တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ဖြစ်ဖြစ်တွေကအလူငွေသိန်း20ချဲ့ပြီးတဲ့နောက် လူကလွန်သွားတဲ့အိမ်တွေကို၁၀သိန်းအိမ်ပြိုကျသွားတဲ့မိသားစုတွေကို၅သိန်းစီလှူဒန်းပေးခဲ့ပါတယ်။စကိုင်းကတစားတိတာစာတင်တိုင်းနဲ့ငလင်ဘေးသိန်းတဲ့အိမ်တွေအထိကူညီပေးခဲ့ပြီးတော့ပြပြွှထွေးတဲ့အတူစုပေါင်းလှူဒန်းပေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာပရဟိတအလုပ်တွေကိုလုံဆောင်နေသူတွေရှိကြပေမဲ့ပြပြွှထွေးကိုတော့ကမ္ဘောဒီးယားဖုံဖုံတွေကအစာသိသွားကြပါတယ်။ပြပြွှထွေးကမြန်မာနိုင်ငံမှာလူသိများထင်ရှားသူတယောက်ဖြစ်ပြီးတော့အလို့အကျန့်လို့သူတယောက်ဆိုတော့သူတို့နိုင်ငံမှာလည်းသိတဲ့သူတွေရှိပါတယ်။ကမ္ဘောဒီးယားကိုရောက်နေတဲ့မြန်မာဖုံတော်ကြီးတွေကလည်းသိရှိပြီးအလို့အကျန့်လို့တဲ့အခါမှာသူနဲ့ပဲဆက်သွယ်လိုက်ကြတာပါ။ ုံဘုံနေရဲ့ရှီမာနဲ့ပြပြထွေးကမိသားစုဝင်တွေကိုလူဒန်းပေးလိုက်ပြီးဆရာလေးတွေကိုလည်းလူဒန်းပေးလိုက်ပါတယ်။အတန်ငယ်ပေးမယ်လေ။ Brighter အလုပ်တွေကိုလုပ်နေတဲ့ပြပြထွေးကကမ္ဘောဒီးယားနိုင်ငံအထီတောင်နာမည်ကြီးနေပါပြီရှင်။ Brighter လောက်ကိုလောက်ကိုင်းနေသူတွေကငွေကြေးနဲ့ပတ်သက်လာရင်မကြခဏဝဖန်ခံရတတ်ပါတယ်။ပြပြထွေးကတော့အလို့အတန်လဲရရောသလိုငွေကြေးနဲ့ပတ်သက်ပြီးယုံကြည်ရသူဖြစ်လို့ရေးပေးမှလည်းသူနဲ့အတူစူပေါင်းလူဒန်းကြပါတယ်။ငလင်ပေးမှလည်းပြပြထွေးကအစောဆုံးလူဒန်းခဲ့သူတယောက်ဖြစ်ပါတယ်။ ခွနရဲ့သားသမီးတွေရဲ့အလှငွေသိန်းပေါင်းထောင်ချီကိုစီမံခန့်ခွဲရတာကတော့မလွယ်ကူပါဘူးရှင်။တကယ်လို့အဲ့တနေရာမှာမလူတန်းနိုင်တဲ့အခါအလှရှင်တွေစိတ်မကောင်းဖြစ်မှာကိုလည်းစိတ်ပူရသလိုခက်ခဲနေသူတွေမရရှိမှာကိုလည်းတွေးပူရပြန်ပါတယ်။ဒါကြောင့်သိန်းပေါင်းထောင်ချီကိုလိုအပ်တဲ့နေရာတွေကိုစီမံခန့်ခွဲပြီးတောင်းဆင်အောင်လူတန်းနိုင်တာကတော့ဖြစ်ဖြစ်ထွေးရဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံကျွန်းမှာဖြစ်ဖြစ်ထွေးကအလှပန်းပြပြီးနာမည်ကြီးတယ်လို့ပြောကြပေမယ့်သူ့ရဲ့ယူသားမှုကြောင့်ကမ္ဘောဒီးယားဖုံးဖုံးတွေကပါအချီးကျူးနေကြပါတယ်။အလှတွေလှုပ်တိုင်းတဲ့နာမည်ကြီးတာမဟုတ်ပဲပင်ကိုယူသားတဲ့စိတ်ထားရှိမှအောင်မြင်နိုင်တဲ့ ြောင်းဖြူဖြူထွေးကစံပြဖြစ်အောင်ပြသသွားခဲ့ပါတယ်။ယူသားတဲ့ဂုံစားလို့မကုန်းဆိုတဲ့ဖြူဖြူထွေးရဲ့လက်သုံးစကားအတိုင်းယူသားမှုကြောင့်ပဲထင်မှန်ကြော်ကြားသွားခဲ့တာဖြစ်ပြီးဒီလိုယုံကြည်မှုမျိုးရရှိဖို့ဆိုတာကတော့မလွယ်ကူပါဘူးနော်။ကမ္ဘောဒီးယားဖုံဖုံနေနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေကမြန်မာနိုင်ငံကျွတ်လူတန်းပေးကြတာကိုလည်းကျေးဇူးတွေတင်နေကြပါတယ်။ မြန်မာနိုင်ငံသားတွေခက်ခဲနေချိန်မှာကမ္ဘောဒီးယားပြည်သူတွေကလည်းအလူငွေတွေစုပေါင်းလှူဒါန်းပေးလိုက်ပြီးတကယ်လိုအပ်နေတဲ့နေရာကိုငွေတွေကစီစဉ်သွားပါတယ်။ဒါတည်းမကပြပြထွေးကအစည်းအဝေးစီရင်နာမှန်ကန်လို့သူ့အလို့အလျောက်နာမည်ကြီးသွားခဲ့ပြီးမြန်မာနိုင်ငံမှာလည်းဒီလိုမိန်ကလေးတယောက်ရှိတဲ့ဆိုတဲ့အကြောင်းသတိပြုမိသွားစေပါတယ်။ပရိုက်တာလုပ်တွေကိုယူတသားလုံနေလို့ကမ္ဘောဒီးယားနိုင်ငံအထီးပါလူတည်နေပြီးကမ္ဘောဒီးယားဖုံးဖုံးတွေရဲ့ယုံကြည်မှုကိုရရှိနေတဲ့ဖြစ်ဖြစ်ထွေးကိုပြည်သက်ကြီးတို့ရောသဘောကျရလားဆိုတာကောမမပြောခဲ့ပြီးကြပါဦး။ကြီးစုအပိခဲ့ကြတဲ့အတွက်လည်းကြီးစုများကြီးတင်ပါတယ်ရှင်။